ဆိုင်ရေးဆရာမကြီးတကုံခင်ခင်လေးရဲ့စာဆိုတော့ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်။ဆရာမကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်းဆက်ချကျဲဝင်းသားနာလာတော့ပွဲကြီးမှန်ဆောင်တော်ကြီးမှာပျော်ကန်းရွှင်ကန်းကာမကုံစည်းစိမ်ရင်မူကန်းဤအချုပ်ချာဖြစ်သောဌာနကြီးဖြစ်လျာအဆောင်တော်ကြီးတစ်ခုလုံးမှာဖန်ပုတ်စိတ်ဖန်ပရိသာတို့ဖြင့်ပြုပြင်ချေလဲအပ်ပြီးမှန်နံရံမှန်မြက်နှကျက် မန်စီရွှေချဘန်ကတ်တို့ကိုစိန်ချဝရံများမြသားနီလာစီစဉ်ကချဲခက်ပြရလာကျူပန်ကျူးနွယ်အတွေ့အကြုံသောသူရင်မုတ်စိတ်တို့မှာဖန်ရောင်မှန်ရောင်ရွှေရောင်ငွေရောင်ပြောင်ပြောင်ဝင်းဝင်းထွန်းလင်းတောက်ပအယောင်မျိုးစုံဖိတ်ဖိတ်ကြွလျက်ရှိလေသည်ဖန်မုတ်စိတ်ဖန်ပရိသာမှန်ကြရက်ဖန်ဆွဲလွဲတို့၌ရွှေလိုက်တော်တွင်လင်းထားသည်မှာလဲပြို့ပြို့ပြောင်ပြောင်နေမင်းရင်လင်းရောင်နဲ့ပြိုင်ဆောင်တူနှုံအမဆုံးရှိပြီလင်အဆောင်မကြီးကျမ်းမြမှာလဲ ခဲရမျိုးဖြစ်မွေးရှိကောဇောကြီးများဗမောကောင်းတုံကောဇောကြီးများတရုတ်ဥတီမင်းတို့၏လက်ဆောင်တော်များဖြစ်သည့်မိုင်းလုံးကောဇောကြီးများဖြင့်ခင်းချင်းထားပေရာမန်ယောင်ဖန်ယောင်ရွှေယောင်ငွေယောင်ရတနာယောင်များကောဇောကြီးနှင့်ရွှေတောင်ယောင်များမှပြို့ပြို့ဖြက်ဖြက်ပန်းနံစားလျက်သူဒတနနနှင့် အထင်မလောက်အောင်ခန်းနာစွာရှိနေလေသည် မရှိဟုသောစကားကိုနားမလေတံတရံပကြဘူးတကယ်သူသူစာရွယ်ညီနတ်ဒေဝီလား မြောက်များလာသောရွှေနန်းတော်သူဘူရာကျော်ရှင်လှရမင်းတို့မှလည်းရွှေနန်းရှင်မင်းတရားကြီးအပါဝဲဘဲဝဲရှိနောက်ဂုံတူးအလျောက်ခစားလျက်ရှိနေကြလေသည် ဝေဇယနာနန်းကြီးတခင်အရှင်တကြားနှင့်တင်စားတူရောင်ပမာဆောင်ရန်သာရှိပြီးလင်ဘီယမင်းတရားကြီးနှင့်မိဖုရားသားတော်သမီးတော်မောင်မမိတ်တန် ချွေရံတော်များ၏ဘေးရတစားတော်တရားတို့မှလည်းတခဲနှင့်ပြိုးပြောင်းအယောင်ချင်းရှက်တန်းရှုပကန်းအမကန်ကျဲဝင်းသောအဆောင်နှန်းကြီးအတွင်နေအောင်ကြီးထုံးလင်းသလိုတဝိုးဝိုးတဝင်းဝင်းတောက်ပါခြင်းကြီးပကတောက်ပါလျက်ရှိလျာပွဲကြီးမှန်ဆောင်တော်အတွင်တွင်တာယာသောဆက်ကုအာယုံကိုခန်းစား၍မကုံနိုင်အောင်ရှိပေသည်ဝဲအငိမ့်ရာငိမ့်များမှတာယာစွာတိမ်ပုတ်သည့်ဆိုတန်များနှင့်အဆောင်တော်ကြီးအောက်တွင်နန်းတွင်ဆက်တော်ကြီးသားများ၏ဒုရိယတေကီတတန်များမှလည်း ြည်လင်သာယာလာသောသောတာအာယံကိုခံစား၍ပကုံနိုင်အောင်ဖွဲ့ဖွဲ့နှွဲ့နှွဲ့တွဲ့တွဲ့လေးလေးချိုဤသာယာလာပြီးလင်အဆောင်တော်တွင်နှုံးမှလည်းမေမီဗျာသားတော်သမီးတော်များနှင့်မောင်မမိတ်တန်ချွေရံများထံမှပြန့်လွင့်ကျန်လိုက်သောဒဇင်ကမုံချက်ယုံစပယ်အတွေ့တွေ့သောပန်းရနံအကျော်စပယ်နသာဂရမက်ဂုံကမန်ကရိုးတို့၏နှစ်သက်ဝယ်ရနံများဤဇလန်လေးတရာထုံပါလာနှင်းရီမွေတို့ချိုဤတင့်ပြန်သောရနံများ ကျဲဝင်းသောအဆောင်တော်တဝင်းတွင်ခန္ဓာယုံရနံ့ကောင်းတို့ဖြင့်ပြန်လောင်ထုံသင်းလျက်ရှိသည်အချို့အုပ်အချင်းအုပ်အစိမ့်အုပ်အပေါင်းအထုပ်အကျော်လောတီးမျိုးစုံယိုမျိုးစုံပွဲတော်စားတော်အုပ်မျိုးမျိုးနှင့်မင်းသုံးဆိုးထိုင်အမောမြတ်ရတာယုံစရောကလတ်ချင်းအထက်ထက်ရှုပ်ထွေးလျက်နှစ်သက်စရာ သုံးဆောင်ဖို့ဘုံကောင်ဘုံပြားစီမံထားသည်မှလည်းစား၍မညီရတာယုံကိုခုံမိ၍မပြီးနိုင်အောင်ဖြစ်လေသည်နှစ်သက်ချင်းနိုင်၍မစုံရှင်ပြုံး၍မဝ အာယုန်တကအာယုန်ကောင်းတွေဆုံးလာတဲ့ဖြင့်လောကစည်းစိမ်ခန်းစားရတတ်တဲ့လောကုတ္တရာအကြောင်းဝဖက်သည့်ဌာနကြီးဖြစ်သည့်အာလျော်စွာအဆောင်တော်ကြီးတစ်ခုလုံးရှိပင်ယောက်ျားမိမိမှပြိတ္တများမှရွှေရွှင်ပြုံပြုံပျော်မစုံမောမစုံဖြစ်နေကြသည်တင့်တယ်သောအတည်ရနှင့်ဆန်နေတော်မူသောမင်းတရားကြီးမှလည်းမိဖုရားကြီးတင့်တပိတော်များချံရံကမုံမြတ်သောမင်းစည်းစိမ်ကိုငြိမ်သက်စွာခံစားတော်မူရင်းနန်းတွင်ဇတ်တော်ကြီးကိုရှုစားတော်မူလျက်ရှိလေသည် တပင်ဝင်မှုချ၍များစွာသောနန်းတွင်ဇတ်တော်ကြီးသားများမှလည်းလက်ရွေးစဉ်တပင်ပတ်တွင်ရှင်ပတ်မရှိအောင်တပင်ဝဏတို့၏ရွေးချယ်စီစဉ်ခံထားသောပညာသင်ညွန့်ပေါင်းများသာဖြစ်ရကဇတ်တော်ကြီးတို့၏စီစဉ်ကိုစံကြည်မြင်သည်မြပဋိပဆောင်ရအောင်တိမ့်သိမ့်ဆောင်စီ၍မင်းတရားကြီးနှင့်နန်းတော်သူနန်းတော်သားများရှိပင်အတီးကအစိုးမျိုးမျိုးကိုမြန်မာတန်တလိုင်းတန်မွန်တန်ပတ်ပြိုရိုးရရနှင့်ကြိုးကြီးဘွက်ကြီးများ ဘုံတော်ဘွယ်ကြီးတို့ကိုနားမညောင်းရအောင်ပြောင်းလဲဖြေပြောအကြည်တော်ဆက်ကြလေသည်မင်းတရားကြီးဖျားကြီးဘတော်မှာရှုစားတော်မူနေသောလယ်နန်းမတော်ဖျားသည်တမိတော်စုဖျားလက်ထွက်တော်မူလာခဲ့လာသဖြင့်မကြကနာမိမိပြိုတော်ကြီးများအားမေးတော်မူလျက်ရှိနေလေသည် ပြိုတော်ကြီးများမှတဆင့် လက်ပါစီပြူတော်ကလေးများကိုအထောက်တော်သွားစီရာကနောက်ဆုံးတွင်စုဖျားထွက်တော်မူလာပြီဖြစ်ကြောင်းရှောက်တင်ကြမှစိတ်ကြတော်မူပြီးငါသမီးတော်ပြိတ္တကြီးဆုံးမှထွက်တော်မူလာပြီးကိုယိုကာယကြီးများဖြစ်နေမလားနော်ဟု၍စိတ်တော်မအေးနိုင်အောင်ရှိတော်မူနေလေသည်ပွဲကြီးဆောင်တစ်ဖက်စီမှငိမ့်သက်သောအိမ်ဒီအပြင်နုနုညံ့ညံ့မလန်းခြင်းလန်းခြင်းတလန်းခြင်းထွက်တော်မူလာသောစုဖျားလက်ကို တွေ့မြင်တော်မူလာရသောအခါ အထင်တွေ့ထက်အရင်ကြည့်ပိုပြီးတကယ်မင်းသမီးကြီးများမသာအောင်နွဲ့နွဲ့နှောင်းနှောင်းပြောင်းပြောင်းပြော့ပြော့ဖြစ်လာသည်ကိုမြင်တော်မူလင်များစွာစိတ်အေးတော်မူပြီးပြိသက်ပုံပုံထဲမှာခမဲတော်မဲတော်မတော်များရှိရသူရင်ရင်ကြီးဝင်တော်မူလာတော်သမီးတော်ကိုသာမြတ်တော်မကန်အားရစွာရှုစားတော်မူလေသည်အစွန်ပြားကပြိသက်များနှင့်တကွာပါတော်ကြီးခန်းဒီနီတွင်ရှိနေကြသော မင်းပြိတ္တတို့မှလည်းနှွဲ့နှွဲ့နှောင်းနှောင်းမူဟန်တော်ပြောင်းလာသောသူပြားအားနတ်မျက်စိနှင့်ကြည်ပါမူအထက်ကများကခက်ကြမ်းကြမ်းခတ်မှမှမင်းယောက်ျားအသွင်နှင့်သာတွေ့ကြရကြယခုကဲ့သို့ရုတ်တရက်နှုညံ့သိမ့်မွေ့ရွှေနှန်းသူတလေးနှင့်ရင်ရွေမစုံမွေ့ရွေမစုံနှုရွေမစုံဘုံကြက်သည်ပြေဝါလာပါကြည်လင်အပြင်းစင်ပြပြ၍ကြက်လက်သိမ့်မွေ့အင်ဒရေရှင်ပြီးပြီးထွက်တော်မူလာသည်ကိုတွေ့မြင်ကြရလင် ပွဲကြီးဆောင်တော်ကြီးတစ်ခုလုံးတွင်ရှိမြင့်မိပြားသားတော်သမီးတော်များနှင့်တကွာအလုံးစုံသောနန်းတွင်သားနန်းတွင်သူတို့မှတတိုင်းတပြီမှကြွရောက်လာသောမျက်နှာစိမ်းမင်းသမီးတစ်ပါးကို တွေ့ရသည်အလားလူမှား၍နေကြလေသည်နောက်ပါထိန်တော်ကြီးခင်ပွားသည်နှင့်ရန်ယူတော်ပြူတော်ပေါင်းကိုတွေ့မြင်ရသောအခါမေတော်အလယ်နမ်းမတော်မိဖုရားကြီးပြိုတော်များကခီးဥကြုံပြူကြလျက်မေတော်ကိုယ်တိုင်ကလည်းသမိတော်အားသလွန်ပေါ်မှနေရာတိုင်းခင်ဖယ်ရှားပြီးတော်မူပြီး ။တမိတော်ဆုလက်ဘောင်းမဲနောက်ကြတော်မူတဲ့တော့ခက်ပြုံပြုံမိတ်တော်မူလိုက်မှာပင်။ဟွန်းလက်စားသက်တော်မြတော်စုပြားကလေးပါလား။နန်းတော်သူနန်းတော်သားချင်းချင်းအတွင်းချင်းလက်တို့ကြွ၍တန့်တော်ချီးမွှေး၍နေကြကုန်လေသည် မာချင်းလင်းစိန်တန်ကြောင့်နုချင်းလင်းဖော်ပြောင်းဆိုသလိုပျော်ပြောင်းပြည့်ပြည့်ပင်နိုင်သူမူဟန်ရွှေနန်းဇံတာကီသွေးဖို့ရင်ကျေးတိမ်မွေလှပါတယ်အပီလိန်ပြင်စင်မှာလဲသူများတကာတဲ့တပန်းတာပြီးနီးခိုးစရာဖြစ်နေပါကလား မိဖုရားမိဖုရားချင်းသမီးတော်သမီးတော်ချင်းဆွေတော်မျိုးတော်ထိန်းတော်အပြို့တော်ချင်းချင်းစုဖုရားကိုတန့်တော်တီတူချင်းမွန်ပြောဆိုလျက်ဝင်းတော်မူလာသည်ကအစာ ခမဲတော်နှင့်မဲတော်အပါသို့ကျို့ယုတ်ခါစားမိသည်ထိငေးဆိုင်ကြည့်ရှုနေမိကြလေသည်မင်းတရားကြီးဖျားမှမူကမိယောက်ကြကဲ့သို့တကားကားထိုင်ကားကားကြွကြွမမသာလင်ရှုကြတော်မူခဲ့ရသောသမီးတော်အားဤကဲ့သို့ယုတ်တည့်အချက်ချင်းပြော့ပြောင်းသိမ့်ပွင့် ထီးခွေတန်းသွေးပြီးပြီးခါစားလာသည်ကိုရှုစားတော်မူရသောအခါတွင်ရှေးရခင်ခါကနှမတော်လယ်နက်မီပြားနှင့်နှစ်ပါးတဲ့ဆန်တော်မူခိုက်တွင်သမီးတော်သုံးပါးကြောင့်နှင့်ပတ်သက်၍စကားဆက်ပြီးတော်မူတိုင်းအလယ်နဲ့မိမိရဲ့မိမိတမိတော်သုံးရမှာအကြီးဖြစ်တဲ့မိုင်နောင်စုကြီးကြောင့်လည်းစိတ်မပူဘူးအငယ်ဖြစ်တဲ့ရမဲသိန်းစုကလေးကြောင့်လည်းစိတ်မပူဘူး ဟောဒီမြတောင်စုလက်ကိုတော့စိတ်မချဘူးကြုံမြတဲ့ရင်ဒီလုံကလေးအတွက်ခရချင်ရဲ့စစာရရာစို့ခြင်းနှဲ့ခြင်းတာကလည်းအင်တန်များပြီးယောက်ျားကလေးများလို့ရရရင်ရင်နဲ့စိတ်ကလည်းထက်ထက်မြဲမြဲရှိလာတယ်ကြုံမရှိရင်သူ့ကိုလူစော်ကားတော့မယ်မိမိကိုယ်တိုင်တဖြည်းဖြည်းတင်ကြဖြောင့်ပြဆမ်းမအောင်မိဖွားတဲ့နေကြီးပြင်မထားနဲ့ တမိတော်အတွက်ရတဲ့တော်မေးသည်ဖြင့်အတွင်းရေးကိုမိန်တော်မူခဲ့မြတ်ဖြစ်ရာယခုကဲ့သို့တမိတော်စုပြားလက်၏ရုတ်တရက်ချိုးပြောင်းပြီးမင်းသမီးပီပီတီတီတိမ်ဝဲတော်မူရာအပြင်စင်ဝတ်စားနေတကားနူးညံ့ရင်ကျေးထီးသွင်းနှဟံမပြဲချက်ကြကြတွေ့မြင်ရှုစားတော်မူလာရသောအခါရွှေစိတ်တော်အေးလျက်နှစ်သက်တော်မူမိသည့်အတိုင်းတမိတော်စုလက်ကိုထပ်ထပ်ပြုံး၍ရှုစားတော်မူနေလေသည် လယ်နမ်းမတော်မိဗျာကြီးမှလည်းမင်းတရားကြီးလူတော်တွေ့ပြီဟုအားတက်၍မဆုံးတပြုံးပြုံးဖြည့်၍နေတော်မူကတပိတော်စုဗျာလက်ကိုမကြမကြာရေးဒီယိုနှင့်မိန်ကုန်းတော်စကားကျူ၍သူများထက်အလေးမူနေတော်မူပြီးလျှင်အမတော်မိုင်းနောင်စုဗျာကြီးကလည်းညီမတော်အမူအရာပြောင်း၍နှွယ်နှောင်းသိမ့်ဝေလာသည်ကိုပင် ပြုံးရွှင်ခြင်းနှင့်အထက်ထက်ယူရခြင်းနာ၍စေတနာတူပြီးအချင်းတော်မူကြီးဆွေဖြို့ရွာတွန့်လျက်ရှိတော်မူရှာလေသည်အနီးပါယေစုဗျာကြီးပြိုတော်များအားညီမတော်စုဗျာလက်တွင် အချိုကလတ်အချင်းကလတ်မှာစာ၍ စားပွဲရာစရောကလတ်ထထတူကိုမပြတ်အောင်ရှိတော်သူပို့ဆောင်ဆက်တာတော်မူစေလေသည်ရင်းသူခမဲတော်မေတော်များနေတကားပွဲကြည်ဆောင်တော်တစ်ခုလုံးရှိပင်ပြိတ္တများကမူရပြောင်းလဲလျက်ရှိကြတဲ့နုညံ့ရင်ကအလှကျက်သည်တိုးတက်လာသောစုပြလန်အားလေးလေးစားစားရေးထား၍ချီမွန်အံ့ဩသောမျက်နှာထားနှင့်ယူရခြင်းနာအေးတော်ပါကြစေသောအခါထိန်တော်ကြီးခင်ပွားသည်မှာမျက်စီမျက်နှာမပွင့်အောင်အတွင်းချိန်အေးမြင့်၍သွားပြီးအနည်းရှိမိမိနှင့်အတူပါသူပြိုတော်ခင်မကြီး ခင်ဖုံခင်ရေတို့အားစူပြရအတွက် အရှင်မြင့်ကျွန်တင့်ဆိုပြီးသည်အလားအားတဲ့ဝဲမြောင်လာသောစကားများလူမကြအောင်ချိန်၍လက်သိထိုးပြောကြားလျက်ရှိလေသည်ထို့သောကြီးကျယ်ခမ်းနားလာသော တော်ကြီးစီစဉ်ခံရပွဲကြည့်ဆောင်တော်ကြီးအတွင်ရှိမင်းယောက်ျားမင်းမိန်းမပြိတ္တပေါင်းတို့မှရွှေရငွေရောင်မှန်ရောင်ပြို့ပြို့ပြောင်းသောရွှေတိုင်ရောင်အောက်ရှိဤဆန်နုညံ့သောနေရာတိုင်းတလွန်ဝွန်မြတ်သောကပလာကော်စောထက်တွင်နှစ်သက်ပွဲသောအစဉ်ပြင်းနှင့်ခဲဝယ်ပေါ်စဉ်ချူချင်းရသာနသာထုံအာယုံဆွဲစီသောဇက်တော်ပွဲကြီးတို့ဖြင့်အာယုံ၆ပါးကိုအလဲလဲအားရအောင်ခန်းစားဆန်းစားလျက်စီစဉ်တော်ရည်မှုပြီးအထူးနှစ်သိမ့်ပျော်ရွှင်၍နေကြလေသည် ဝေယာနေနုံမှာလည်းတပြည့်ပြည့်တန်ပြောင်း၍အောက်ဆက်တော်ကြီးမှကျွဲကောင်းဆောင်တမင်ကောင်းဆောင် မြင်းကောင်းဆောင်စသောပွဲဥကများလည်းပြည်စည်းလျက်55ရက်အစည်းအဝေးတိုင်းကပြခဲ့သောအိနာဥရာခေါ်ဤနောင်နန်းတွင်ဆက်တော်ကြီးဆက်ရင်ဆက်ွက်ကိုဆက်လက်ပြသရန်အချိန်ရပြီဖြစ်သောကြောင့်နေ့နေ့ကြိုက်ကြိုက်အာယုံဆိုင်လေးရှိကြသောနန်းတွင်သူတို့မှဆိုင်းရဆိုင်းရလင်းတင်သူချင်းစကားပြောဟောနေကြသည်များကိုရက်ဆိုင်ပြီးဆက်စင်ကြီးရှိရသူမျက်နှာမူချလေတော်သည် ထို့နှင့်အတွက်ဆက်လက်ကပြရမည်ခန်းကြီးမှာအိနာဝူရာကောအီတောင်နန်းတွင်ဆက်တော်ကြီးမှာတက်ဆက်ခြောင်ညာများပြသရမည်သောတာသမခန်းဖြစ်သော ပုပ္ပာနိယကောပွဇဘာမင်းသမီးနှင့် လာတန်မင်းဤသားတော်ဆရကားမင်းသားတို့၏လက်ထက်အခမ်းအနားမတိုင်မီပရမေသွာနတ်ကူတို့ပွဇဘာမင်းသမီးသည်မိရွေတော်အနောက်နှင့်မိဖုရားနှင့်နတ်ကူတို့ဝိညာအိနာဝူရာကော ီရောင်မင်းသားကဥပဒေမြင်နေလိုက်လံတွေ့ဆုံသောဂူဝင်ခန်းကိုပြိတ္တအကျိုက်အများဆုံးသောခန်းကြီးတစ်ခန်းဖြစ်သောကြောင့်မနာမအကအများပြီး၍ဤနာမင်းသားညီတော်တင်းခမရတအထင်းတော်ပတ္တနာတို့ယူရီယာချူချက်ကနှင့်ထွက်လာကြသည်ပင်လင်ပွဲကြည့်ဆောင်တော်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျက်ဇက်ကုံရှိရာသို့သာစိတ်အားထက်သန်စွာ ရှုစား၍ နေကြလေသည်ထုံညင့်ကပြသောအခန်းမှာရွှေနတ်တော်ကြီးတွင်တော်၌သုံးတော်ခံရသောဤတောင်ဆက်တော်ကြီးတွင်45ရက်ပတ်လုံးအခန်းပေါင်း28ခန်းမြောက်အပိုင်းခြားပြသရသည့်အနေမှာ33ခုမြောက်အခန်းဖြစ်သောဥချခန်း76ကျင်းမြောက်လေလွင့်ကန်းတို့မှစပြီး28ကျင်းမြောက်ဇက်သိန်းကန်းဖြစ်သောကြောက်ကောက်ခန်းတို့တိုင်အောင်ပြိသက်အထူးစိတ်ဝင်စားလျက်နှစ်သက်လာသောခန်းကောင်းကြီးများဖြစ်၍ထိုကောင်းဆုံးခန်းများနဲ့မှယခုညင့်ပြသသော ကိုဝင်ခန့်ဖြစ်ရာကဘုံတော်ကြီးလာသောရွှေနန်းတော်ရှင်ဘုရားနှင့်တကွမိဘရသားတော်သမီးတော်များပါအထူးအာယုံဆာ၍ရှူစားတော်မူနေစေဖြစ်ရာကပွဲကြည့်ဆောင်တော်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်စွာအသက်ရှူရန်ပင်ပေရော့နေတကယ်သူရှိနေကြလေသည်။တုံးနေတန်ကြသောဘုံတော်ကြီးလာသောရွှေနန်းရှင်ဘုရားလည်းညောင်းညာတော်မူသည်နှင့် ချွေနှမ်းမဆောင်တော်သူပြန်လဲထွက်ကြွသွားတော်မူလင်အချို့သောမိဖုရားမောင်မမိတ်တန်ချွေရန်ကြေကျွန်တို့နောက်တော်ပါမှာပါသွားကြပြီးအချို့လည်းအလယ်နှမ်းတော်မိဖုရားဘားတော်တွင်ပွဲကြည့်ရင်ခါစားကြံ့ရည်ခဲလေသည်အချို့မိဖုရားငယ်ကိုလုံးမောင်မငယ်များမှာကရှင်ရနာရီတွေးက ရွှေနန်းရှင်ဘုရားဝင်တော်မူသွားသည့်နောက်သို့လည်းမလိုက်မိမိတို့ဆောင်တော်သို့လည်းခက်ပြောင်ပြောင်ပြန်မသွားဘဲအလယ်နန်းမတော်ဘုရားအပါတွင်အိမ်ဒီမပြတ်ဆက်လက်နေကြရှာရသူများဖြစ်လျာအချင်းချင်းလက်တို့ပြီးဘာမာတို့ကလည်းဘာမှမတွေးဘဲကိုသွားချင်းခဏလောက်အချင်းမပြတ်နေပြီးမှပြန်ပါမှပေါ့မတော်လို့ဟုအလယ်နန်းဘုရားကငါပမခစားခြင်းလို့ဒင်းတို့အတွင်းကြံနဲ့ ဂုံခံထသွားကြတယ်ထင်ပြီးစိတ်တော်တဲ့ညဉ့်ညင်သွားရင်မမတို့မိမိတို့မှတူတူပြောကြပါစို့မြေစာပင်ငယ်စားကလေးတွေမှုနှစ်ဖက်ဓာနီးလာပါတယ်အရှင်မိဘရဲ့ကောင်းကြီးဖရာနဲ့ရွာဆန်ကံတော်ကုံသွားမှဆောင်းရနန်းရမိဖရာအသီးသီးရှိကြတဲ့အထက်မှာအလယ်နန်းမတော်သခင်ကြီးဖရာတပါးသား အကဲပါလို့အရာရောက်ပြီးအထုတ်ထိတ်မြောက်ရတော်မူရမှာမှန်ပဲမိမိရဲ့ဒီတော့မင်းခါစားကန္နာသည်ပင်ဆိုသလိုအင်တန်အန်ရံများလုံးလုံးတတိဝိရိယထူထားရမယ်မင်းတို့မျက်ဆောင်အချောင်းသုံးပါမရွေးဘူးတဲ့မိမိရဲ့အရာရာရှေ့နောက်ကြည့်ပြီးမှနေပါထိုင်ပါပြောသူကပြော၍ချို့ကလည်း ။"အိုးမမတို့ရဲ့နေရထိုင်ရတာကျဉ်းကျုပ်လှပါတယ်။ဖုန်းတော်ကြည့်လာတဲ့ဖရားလဲရွှေနှန်းဆောင်တော်တဲ့ထွက်တော်မူသွားပြီပဲဟာတာဝန်မရှိတော့ဘူး။ကျမတို့လည်းအဲ့ချင်းကိုဆောင်ကိုထပြန်ကြုံမရှိတာမဟုတ်လား။အလဲနဲ့မတော်ဖရားမပြန်သေးလို့တညာအောင်ပွဲရှူစားတော်မူနေရင်ကော" ကျမတို့အိတ်ချင်ရန်နဲ့ဒီလိုကြီးငုတ်တုံတညေလုံးထိုင်နေရမှာပဲလားမမရဲ့ဒီပြင်ဆောင်ရနန်းရမိပြားကြီးမိပြားလက်တွေလည်းဒီလိုပဲအတီးဒီကိုသဘောနဲ့ကိုပြင်ကျင်တဲ့လူပြန်ချင်ကျင်တဲ့လူချမ်းနေရတာကပဲဒီတဲကမှမျက်တော်ထားရင်လဲခန်းလိုက်ရုံပေါ့ဟုဂေါတော်တော်ပြောလေရား ။"အိုး၊မင်းနိုင်ကားတို့ပြောလိုက်မှအဖြစ်အငေါ်တူတူနဲ့အထုလန့်စရာကောင်းလာပါကလား။"တူတူပြောပါ။အရေးသုံးပါးနားမလည်ဂျေးတငယ်ကြားစာဖြစ်တဲ့တတိထားဖို့အကြောင်းတတိပေးတာပါ။ဟိုးအလန်နဲ့မိဖုရားကိုလည်းဒါလောက်ဆိုတယ်လို့ပြောသေးတာမှမဟုတ်ပါပဲနဲ့ဒီလိုလုပ်ရင်ဒီလိုထင်ချင်းထင်သွားမလားဆိုတဲ့တွေးတော့ပြီးပူမိလို့တတိပေးတာ ဖြစ်တတ်တဲ့သဘာဝမျိုးကျမကတွေးမိတဲ့အတွက်ပြောရတာကို ထင်မှန်မထင်ဘူးဆိုတာကတော့ဖရာတကြမှာသိနိုင်မှာပေါ့အထင်မလွဲ့ရင်ကိစ္စမရှိဘူးအထင်လွဲ့ရင်တော့ဒီနေ့ရင်ခွင့်ရပြီးသားဆိုတာသာမှတ်ထားပါ အထုတ်ထိတ်ရောက်မယ်ဆယ်ဆယ်ပုံကူတူးကိုအထုခါစားလို့မမဘူးအရှင်မြင့်ကျွန်တင့်ဆိုတဲ့စကားလိုကို့ဘို့ကိုဤတာတာချင်းမြင့်သူကောင်းပြူတာခံရပါလိမ့်မယ်အချင်းချင်းလက်တို့ကတီတူပြောဆိုလျက်ရှိကြလေသည်လယ်နန်းမတော်မိပြားနှင့်တကွာသားမယ်တော်လေးပါလဲ အချို့သောမိဖုရားမောင်မချွေရံများနဲ့အတူ အတန်ကြာပွဲကြည့်ရှုစားတော်မူပြီးလင်းရကြီးချိန်ကြာမှအဆောင်တော်သို့ပြန်ကြွလာတော်မူလေသည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရရှင်။ကျေးဇူးတင်ပါရရှင်။ကျွန်မတုတ္တပါ။